အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Adobe Premiere တွေမှာ plugin ချိတ်ချရမှာလို့ပဲနဲ့ Basic 3D effect ကို အသုံးပြုပြီးတော့မိမိတို့ရဲ့ကိုယ်ပိုင်လိုပုံလေးတွေကို rotate လှည့်တဲ့ပုံစံလေးကိုအလွယ်ကူဆုံးမျှဝေပေးတာမှာဖြစ်ပါတယ်။ဒီတော့မိမိတို့ရဲ့ logo အခရာလေးကိုခေါ်ဖို့အတွက်ပေါ့နော်။ file လေးက new luxy title လေးကိုနှိပ်လိုက်မယ်။ပြီးရင်ဒီမှာ title ပေါ့နော်။ title ကသူ့ နံပါတ်ကဆင်းလိုက်ပါတော့ရှေ့မှာချစ်ခုခေါ်ခေါ်ခဲ့တာဖြစ်တဲ့အတွက်ဒီမှာ09ဆိုပြီးပေါ်နေရပါတော့โอเคပြီးရင်ဒီမှာပေါ့နော်ဒီမှာအခင်ကလောလောဆယ်တစ်ခုရေးပြမယ်နော်မာ S ပေါ့နော်ဒီ S လေးကိုရွှေ့မယ်ပေါ့နော် rotate ရွှေ့မယ် rotate လှည့်မယ်ပေါ့နော်သူ့ကိုဒီမှာအမ်ဆိုင်းပြီးပြီဆိုလို့ရှိရင်ပိတ်လိုက်မယ်ပြီးရင်ဒီမှာတောက်ခေါ်မယ် ဟိုမှာခွက်ထက်လိုက်ဒါလေးပေါ့နော်ဒါလေးကိုလှဲမှာဖြစ်ပါတယ်လှဲဖို့အတွက်ဆိုလို့ရှိရင်ဘာအဖက်ကိုသုံးမလဲဆိုတော့ဒီအဖက်ပန်နေတဲ့ကပေါ့နော်ဒီ perspective ပေါ့နော် perspective တဲ့က basis 3D ပေါ့နော်ဒါလေးကိုဆွဲပြီးတော့ထည့်လိုက်မယ်ထည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ကိုပေါ့နော် ဘာတွေလုပ်လို့ရလဲဆိုတော့ကြည့်လိုက်မယ်ဒီမှာ effect control ထဲမှာဒီမှာ basic strategy လေးရောက်နေပြီသူ့ကိုဒီမှာ swivel ပေါ့နော် swivel ကိုင်းနဲ့လှည့်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာ mouse လေးတင်ပြီးတော့လှည့်ကြည့်လိုက်မယ်ဒီမှာသူကပေါ့နော် rotate လှည့်တာပေါ့နော်ဒါလေးကိုသုံးမယ်ပြီးရင်အောက်ကတစ်ခုကကြတော့ tail ပေါ့နော် tail ကကြတော့စောင်းတာပေါ့နော်သူကဒီဇိုင်းမစောင်းတော့ဘူးနော်0ပြန်ထားလိုက်ပြီးဒါကြတော့ distance အကွာဝေးပေါ့နော်အကွာဝေးရွှေ့လို့ရတယ် 0ပြန်ထားလိုက်မယ်အဲ့တော့ဒီမှာအဓိကကကျတော့ဒီ speed speed ပဲလေးကိုလဲချင်တာဖြစ်ပါတယ်အဲ့တော့စစမှတ်ကိုသွားမယ်ခရိုင်းလိုပဲပေါ့နော် key frame ချမှာဖြစ်တဲ့အတွက်စမှတ်ကိုသွားမယ်ဒီဒီ timeline ကဒီ s ဆိုတဲ့ title လေးရဲ့ထိခါလေးကိုသွားမယ်သွားပြီးရင်ဒီမှာ speed လေးကိုနှက်မှာဖြစ်တဲ့အတွက် speed ကိုစမှတ်ပေါ့နော် key frame ချမယ်ပြီးရင်ဒီမှာဆုံးမှတ်ကိုသွားမယ်ဆုံးထားမယ်နေရာပေါ့နော် ပြီးရင်ဆုံးမမှာ key ring တစ်ချက်ချမယ်အဲအဆုံးကြလို့ရှိရင်သူဘယ်နှပတ်လဲမလဲပေါ့နော်လဲကြည့်လိုက်မယ်ဒီနေ့ကောင်ကို mouse လေးကိုတင်ပြီးတော့ပြန်လိုက်တော့ညာကလေးကိုတော့ပြီးတော့ mouse ကို piece ပြန်တယ်ဒီကောင်ကို key ပါလေးဆက်ကြည့်လိုက်မယ်အဲဒီကြည့်ဒီမှာလဲသွားပြီပေါ့နော်ပြည့်ကြည့်အောင်အဲဒီကောင်ကနေနေသေးရဆိုလို့ရှိရင်ကျွန်တော်ဒီ key ring ပြန်လာ ဘာလဲဒါလေးနဲ့သွားဘာဖြစ်ရင်သူ့ကိုပေါ့နော်များများလေးထပ်တင်လိုက်ပေါ့နော်ဒါမှသူက rotate များများဝင်ပြီးတော့မြန်မြန်လေးလဲမှာပေါ့နော်음ဒါလေးဆိုရင်မြန်မြန်လဲသွားပြီပေါ့နော်ဟုတ်ဒီလိုလေးလဲလို့ရတယ်ပြီးရင်သူ့ကိုဖောင်းကြွလေးပါလေးထည့်ခြင်းတယ်ဆိုလို့ရှိရင်အဲဒီမှာအဖတ်တဲကပေါ့နော် v ပဲ alpha လေးကိုထည့်လို့ရတယ်ဆွဲထည့်လိုက်ပေါ့ပြီးရင်မှ change ပေါ့ ချိန်ကြီးလိုက်မယ်ဆိုတော့နည်းနည်းအဖောင်းကြွာလေးဖြစ်သွားတာပေါ့နော်အလုံးလေးဖြစ်သွားတယ်။သူက basis ဖြစ်တဲ့အတွက်အကြွာကြီးတော့မရဘူး။သူကဒီလိုတော့အပြားလိုက်တော့ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကိုလိုချင်တဲ့အရာတွေကိုလှည့်လို့တော့ရတယ်ပေါ့နော်။ 3D ကိုက 3D software တွေပါလေထပ်ပြီးတော့ဆင်လို့မရဘူး။မဆင်ဘူးဆိုလို့ရှိရင်ပေါ့ဒါလေးနဲ့အလွယ်တကူသုံးပြီးတော့လှည့်လို့ရတယ်ပေါ့နော်။ဒါစလုံးလေးပေါ့နော်။စလုံးလေးလှည့်လို့ရတယ်။ပြီးရင်နောက်တစ်ခုကကြတော့ ကိုရပေါ့နော် logo png တို့ပါတယ်ပေါ့နော် logo အဝိုင်းလေးတွေဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး logo design ပုံစံလေးကိုလည်းလှည့်လို့ရတယ်ဟိုဒီမှာအတိတ်ခေါ်ပြမယ်နော် file နဲ့က new lexi title တဲ့က okay ပေါ့နော်ဒါလေးကိုကြာတော့သူအဝိုင်းလေးတစ်ခုလောက်ပြမယ်နော်ဒီမှာအဝိုင်းလေးခေါ်လို့ရတယ်အဲအဝိုင်းလေးကိုခေါ်ပြီးတော့ဒီမှာပေါ့နော်အဲဒီလိုလေးပေါ့နော်ဒီဝိုင်းလေးကိုလှည့်ချင်တယ်ပေါ့နော်ဥပမာဒီဝိုင်းနဲ့မှာဆာလေးလေးပါမယ်ပေါ့နော် ဒါအနီရောင်ဖြစ်သွားတယ်။ပြန်အောင်စာရေးမယ်။ဆန်တာပေါ့နော်။အဲဒီစာလေးကိုဒီစာပါတဲ့ဒီ logo ဝိုင်းလေးကိုပေါ့နော်။လှည့်လို့လည်းရတယ်။အဲပြီးရင်ဒါကိုပိတ်လိုက်မယ်။ပိတ်လိုက်ပြီးသူတိုက်တယ်လေးကို project pen ထဲမှာတောက်ခေါ်မယ်။အဲဒီမှာဒါလေးပေါ့နော်။ဒါလေးလှည့်လို့ရတယ်။လှည့်ဖို့တော့ဆိုလို့ရှိရင် effect တက်ကဘောနော် basic 3D ကိုတွန်းထည့်မယ်။ သွားထည့်ပြီးထိစမှာဒီ indicator လေးကိုထားမယ် effect control ကိုသွားမယ်ပြီးရင်ဒီမှာဘာလို့ sweep value ကိုစမှတ်မှာတစ်ချက်ပေးမယ်ပြီးရင်ဆုံးမှတ်မှာတစ်ချက် key print ချမယ်ဆုံးမှတ်ရလို့ရှင်ကိုလှည့်ခြင်းတလောက်ဘာလို့ rotate လေးလှည့်မယ်ဒါလေးကိုပလေးကြည့်မယ်ဒါပဲပေါ့နော်ဒီလိုမျိုးလေးကိုယ့်ရဲ့လူကိုယ်လေးအဝိုင်းလေးတွေကိုလှည့်လို့ရပါတယ် တကူတကာကြီးသွားပြီးတော့ဗောနော်အဲ 3D ဆော့ဖ်ဝဲဒီမှာသွားလှည့်စရာမလိုဘူးဗောနော်ဒီ Premiere ထဲမှာပဲဒါလေးတုံလောက်ဆိုလို့ရှင် basic လောက်ဆိုလို့ရှင်เนาะတုံးလို့ရပါတယ်အဲ့တော့ဒီ video လေးကမိတ်ဆွေတွေအားလုံးအတွက်အကျိုးရှိမှလို့ချင်ပါတယ်ဒါလေးကကိုယ့်ရဲ့အဲဗောနော်ကြော်ညာ video တွေပါဆိုလို့ရှင်လဲထောင်လေးဒီမှာထည့်လို့ရတယ် ြည့်ရင်တခြားနေရာတွေမှာလည်းပေါ့နော်လိုအပ်နေလိုအပ်သူပုံလို့ရပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုကြည့်ပြီးတော့ရက်တွေ live လုပ်ကြည့်ပါဒီလိုကိုအဆောင်ပြုကြည့်ရှုပြရတဲ့အတွက်လေ့ကျင့်ရအောင်ကြည့်ကြည့်ပါတယ်ဒီလိုပါတက်ပြီး